ခဏလေးနေပါဦးနှင်းစီပြောစရာရှိလို့ပါဟာကိုကိုကြီးကြည့်ရတာတခုခုမမှန်နေတယ်လို့ပဲနော်မမငါယောက်ျားဘာဖြစ်နေလို့လဲမင်းကဘာကိုပြောချင်တာလဲကန်ဂေါ်ဆိုရင်မိမတနာခံပြီးတော့ကိုကိုကြီးကိုအတင်းနေဇွတ်ကန့်နေတာနှင်းစီတတိထားပြီနှင်းစီထင်တော့လေမမဝတီဟာကိုထင်မင်းလက်နဲ့တပြည့်ကိုလှုပ်ပေးခဲ့တယ်လို့မျိုး ခုလဲကန့်ကုန်ကိုကိုကြီးအနာအရှောက်ပို့ပြီးတော့တဲပေးနေလို့ထင်ပါတယ်။ဟာ?နင့်စီအထင်းတော်ပြောတာပါမမမို့ရဲ့။ဒီမှာအဲ့လိုဖြစ်စီအကြောင်းမရှိဘူး။ငါ့ရောအဲ့လိုဖြစ်ခံမှာမလား။အဲ့လိုမဖြစ်စီချင်ဘူးဆိုရင်ကန့်ကုန်အပိုးကျအောင်ချိုးရမှရမယ်နော်မမ။နင့်စီအလုပ်စီရမလို့ပါဘူး။ဘာလုပ်ရမယ်ဆိုတော့ငါသိတယ်။